မြန်မာနိုင်ငံမှာပထမဦးဆုံးဖွင့်လှစ်လိုက်တဲ့ EV မော်မှာ BYD, Dongfeng, Honda, Carry, MG, Nectar အစရှိတဲ့ brand မျိုးစုံတနေရာထဲမှာလေ့လာလို့ရမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်အခုဒီနေ့ရောက်ရှိနေတဲ့နေရာကတော့နေပြည်တော်ဥတ္တရသတိမှာဖွင့်လှစ်ထားတဲ့မြန်မာနိုင်ငံကပထမဦးဆုံး EV မော်ကိုရောက်ရှိနေရဖြစ်ပါတယ်။ဒီ EV မော်မှာဆိုလို့ရှိရင် EV ကမျိုးစုံကိုတနေရာထဲမှာကြီးစုဝယ်ယူလို့ရမယ်လို့လည်းသိရတယ်။အဲကြောင့်မို့လို့ဘလို EV တွေဒီနေရာမှာပြသရတယ်ဆိုတော့ကျွန်တော်လည်းလူလိုက်ပြီးတော့ကြီးစုပေးကြပါအောင်ဗျာ။ Okay အခုဒီ EV model ကိုဝင်လိုက်ပြီဆိုတာနဲ့ EV ကအများကြီးကိုတနေရာထဲမှာအကုန်လုံးကိုတွေ့ရတယ်ဗျ။ကားအလုံးပေါင်းဒီမှာ12စီးတွေ့ရတယ်။စလုံးနေ SUV တွေ hatchback တွေလုပ်ငန်းသုံးကားတွေတီတီကားတွေ taxi တွေပေါ့နော်။ဒါတွေအကုန်လုံးတွေ့ရတယ်။အဲ့တော့ကျွန်တော်လက်ထက်မှာအခုဒီမှာ မှားမှာဆိုလို့စရင်နဲ့ရောက်နေပြီမကြသေးခင်အမမိတ်ဆက်ပြသတာတယ် Nike V ဖြစ်တယ် Nike V က battery capacity က40.8ရှိတယ် range ကကီလို400ရဈေးနှုန်းအရပြောမယ်ဆိုရင်99သိန်းအပေါင်း tax EV ထဲမှာဒီ size ထဲမှာဒီ battery capacity မှာအတန်ဆုံးကားလို့ပြောပြောနေကြကောင်းဒီဘက်ကကားလေးကတော့ကျွန်တော်ရဲ့ချစ်လာစွာသောကားလေး MG4 ဖြစ်တယ်အမ်းကြည့်လိုက်လို့ရှိရင်သိတာတယ်ဒါက long range ပေါ့နော်နောက်က spoiler ပါတယ်ရှေ့မှာကင်မရာပါတာဖြစ်တဲ့အတွက် long range ဖြစ်တယ်64 kW ဖြစ်ပြီးတော့ range က450 ီလိုမီတာရတယ်။နောက်ထပ်ကြိုက်နေတဲ့ကားတစ်စီးကဒီကားပဲ MG ZS ။ range က320ရတယ် battery capacity က51ပါတယ်ဒီကားကကျွန်တော်အခုရုပ်တရက်ကြည့်လိုက်တဲ့ထဲမှာဆိုလို့ရှိရင် ground clearance ကတော်တော်လေးညင်းတဲ့ကားလို့ပြောရမယ်အဲ့တခုလည်းနဲ့တော်တော်သဘောကျဖို့ကောင်းတယ်ဒါလေးကတော့ BYD E2 ဖြစ်တယ် battery capacity က43ထပ်မှ2အထိပါဝင်ပြီးတော့ range ကကီလို400လောက်ရတယ်ဗျဒါလေးလည်း3900 test စိတ်ဝင်စားစရာကောင်းတာဒါလေးတခုရှိတယ်ကျွန်တော်တစ်ခါမှမမြင်ဘူးသေးဘူးဒီကားလေးကတော့ down fan EX1 Pro ဖြစ်တယ် battery capacity အနေနဲ့ဆိုလို့ရှိရင်26.8ပဲပါတည်တည်လေးပေါ့နော် battery ကတော့တော်တော်သေးတယ်ဘာလို့ ော့ city car ဆိုတော့ battery capacity တော်တော်သေးတယ်301 km လို့ပြောထားတယ်ဈေးကတော့မသေးဘူး3500 plus ဝင်ဝင်ကုန်လို့ဆိုထားတယ်ဗျဒီကားကကြတော့ဒီ carry dolphin လေးอ่ะဆိုလို့ရှိရင် free capacity က43.5 kWh ပဲရှိပြီးတော့ range က260ရရတယ်လုပ်ငန်းသုံး EV ဖြစ်တယ်ဈေးနှုန်းကတော့3900ဝန်းကျင်လောက်ရှိတယ်ဗျာ ။ဒါကတော့လူတော်တော်များများစိတ်ဝင်စားနေတဲ့ Honda ENS1 ဖြစ်ပါတယ်။ဒီကားအကြောင်းတည်တံ့ရိုက်ထားတာမရှိသေးဘူးဆိုတော့ခဏနေကြရင်ဒီကားအတွက်တည်တံ့ကြောင်းတစ်ခါလဲဆက်ရိုက်ခဲ့လိုက်မယ်။ဈေးနှုန်းဘလောက်ဖြစ်လဲဆိုတော့320 plus ဝင်ဝင်ကုန်ဖြစ်ပါတယ်။ Fabric capacity တော်တော်ကြီးတယ်68.8ဖြစ်ပြီးတော့ range ကကီလို90ထိရရလို့ဆိုထားတယ်။ Japan brand ဆိုပေမဲ့ Honda နဲ့ Dolphin နဲ့ပေါင်းပြီးတော့ဖတ်ဆက်ထုတ်ထားတဲ့ကားလေးပေါ့နော်။ဒီကားလေးတော်တော်မစိုးဘူးဈေးနှုန်းလေးနဲ့ဆိုမှိုက်တယ်။ BYD Han ဖြစ်ပါတယ်။1599သိန်းနဲ့ တကယ် sport type လဲဆန်တဲ့ luxury လဲဆန်တဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဒီကားရဲ့ battery capacity က86.9ဖြစ်ပြီး range က950ပဲရတယ်ကြာဘာလို့လဲကားကနည်းနည်းကြီးနေတာပေါ့နော်ဒါတော့ battery capacity ကြီးနေတာလို့ဒါလေးကတော့ BYD Dolphin ဖြစ်တယ်ဈေးနှုန်းကတော့699သိန်း plus tax ဖြစ်ပြီးတော့ battery capacity က44.9ပါဝင်တယ် range က400ဝန်းကျင်သွားလို့ရဒါကျွန်တော်ရဲ့ Naked U Pro တရားဝင်မိတ်ဆက်ထားတာမကြသေးတဲ့ကားလေးဖြစ်တယ်သူ့ရဲ့ဈေးနှုန်းက699သိန်း plus tax ဖြစ်တယ် range ကကီလို900အထိသွားလို့ရတယ်။ battery capacity က68 kW အထိပါဝင်တာဖြစ်တဲ့အတွက်မိသားစုစီးတဲ့ကား SUV တဲမှာတော်တော်စိုက်ကြီးတဲ့ကားလို့ပြောလို့ရတယ်ပေါ့နော်။ BYD Atto 3ဆိုလို့ရှိရင်60.48 kW ပါဝင်ပြီးတော့ range ကကီလို480သွားလို့ရတယ်ဗျ။သူ့ရဲ့ဈေးနှုန်းက996သိန်း plus tax ။ ခုဆိုရင်ကျွန်တော်ရောက်ရှိနေတဲ့နေရာနေပြီးတော့ဥတ္တရသီရီမှာတည်ရှိထားတဲ့ EV မော်ကိုရောက်ရှိနေရဖြစ်ပါတယ်။လုပ်ငန်းသုံးကားတွေ cashback day salon တွေ spot tight တွေအကုန်လုံးကိုတနေရာထဲမှာကြည့်ရှုလေ့လာလို့ရမှာဖြစ်ပါတယ်။နောက်ထပ် car update တွေလည်းထပ်ရောက်ဖို့ရှိတယ်။ကျွန်တော်ရောက်တဲ့အချိန်မှာတချို့ကားတွေတောင်မရောက်သေးဘူးပေါ့နော်။ကြည့်ရှုဖို့လိုရတဲ့ကားတွေရှိသေးတယ်ကြာ။အကယ်၍များဒီနေပြီးတော့ဥတ္တရသီရီမှာရှိတဲ့ EV မော်ကိုရောက်ရှိခဲ့တယ်ဆိုလို့ရှိရင်အခုလို EV တွေကိုလာပြီးလေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကြာ။